အားလုံးနဲ့မင်္ဂလာပါရှင်။အိန္ဒိယနိုင်ငံမှာနာမည်ကြီးရဲ့ CTCT ဒိုစီမာဆိုရင်တစ်ဖက်ရဲ့အချိုကျောက်လို့ခေါ်တဲ့လက်ဖက်ချထုတ်တဲ့နေရာမှာ အသုံးပြုတဲ့စက်တွေကိုပြပေးမယ်နော်။သူတို့အကြောင်းကိုပြောပြမှာတော့မဟုတ်ပါဘူး။နောက်ကြမှာအသေးစိတ်ဒီစက်လေးတွေရဲ့အကြောင်းတစ်ခုချင်းစီကို ပြောပြပေးပါမယ်။ဒီဗီဒီယိုလေးကတော့စက်တွေကိုပဲပြောပြပေးမှာပါ။ ဒါတော့ဝသရီတက်ပါဒီမှာတော့ဝသရီတက်ကနှစ်မျိုးရှိရပါတော့ open တက်နဲ့ close တက်ဆိုပြီးတော့နှစ်မျိုးရှိ အခုဟာတော့ open တက်ထင်းမှာဒါလက်ဖက်တွေဖက်ရွက်တွေကိုအညှိုးခံထားတာပါနောက်ကြမှာဒီဆက်လေးတွေတခုချင်းစီရဲ့ ကြောင်းကိုအသေးစိတ်ပြောပြပါမယ်နော်အဲတော့မြင်ရတာတေပယ်လိုလာပါ ဘက်ကတော့ retrovert လို့ခေါ်ပါတယ်။ဒီ retrovert ဆက်ကိုသုံးရင်တော့ခုနတေးဘယ် roller ကိုသုံးစရာမလိုပါဘူး။ ဒီဆက်ကတော့ဒါ CTC ဆက်ပါဒီမှာလက်ဖက်ခုနလုံးကတိပဲ roller နဲ့ rolly လောက်ထားတဲ့လက်ဖက်တွေကိုဒီဆက်ထဲမှာထည့်ပြီးတော့အပိုင်းပိုင်းပြက်အောင်ပြုတ်လောက်တာပါပိုင်းပိုင်းပြက်ပြီးတော့ရွက်သေးလေးတွေရပြီးအောင်အောင်လို့ပြုတ်လောက်တာပါဒီဆက်ကိုတော့ CTC matching လို့ခေါ်ပါတယ် ဒါကတော့ fermentation လုပ်တဲ့ machine ပါဒီစက်ပေါ်မှာခုနစီတီစီကနေရလာတဲ့လက်ဖက်ရွက်တွေကိုတင်ပြီးတော့ fermentation လုပ်ပါတယ်အဲ oxidation ပေါ့နော် oxygen နဲ့သူကနေထွက်လာတဲ့ polyphenol ဓာတ်ပြုတ်ပြီးတော့ fermentation ဖြစ်တာပါ ဒါနောက်ထပ် ruler table ruler တစ်မျိုးပါပဲဒါတော့အ၆ခန်းနဲ့စက်တွေပါ continuous tree triangle ဖြစ်ပါတယ်ဒီစက်ကတော့ဒါလောင်စာစီ သုံးပြီးတော့ပဲလုပ်တဲ့စက်ပါသုံးပြီးတော့အပူပေးပြီးတော့အချောက်ခံတာပါဒီဆက်ထဲမှာထည့်ပြီးတော့ နောက်မှာအသေးစိတ်27ရဲ့အကြောင်းကိုလည်းပြောပြပေးပါမယ်ရှင်ဒီဒီဆက်ကြီးကလည်းဒါအသေးရောက်တဲ့အချောက်ခံဆက်ကြီးပါပဲဒါပေမဲ့အခုရီတော့ဒီဆက်ကိုအသုံးပြုလာမတွေ့ရသေးပါဘူး ခုမြရတဲ့ဆက်ကလေးရဲ့ဒီဆက်လေးကတော့ဒါဟိုထွက်လာတဲ့အချောက်ခံပြီးတော့ထွက်လာတဲ့လက်ဖက်6တီကိုသူကဟိုတန့်စင်ပေးတဲ့ဆက်ပါအဲ့တန့်စင်ပြီးထွက်လာတဲ့ဒီလက်ဖက် 6 CTC တီလေးတွေကိုအခုမြင်ရတဲ့ဆက်ထဲမှာထည့်ပြီးတော့နောက်ထပ် sorti grade လောက်ပါတယ်။အဲ့လိုလောက်တာကတော့ဒီဒီဖက်6ထဲမှာပါတဲ့အယူလေးတွေအဲ့လိုမျိုးနည်းနည်းကျန်းတဲ့အမှုံမွားလေးတွေကိုပြန်ပြီးတော့ဒီဆက်ပေါ်မှာတင်ပြီးတော့သူတို့ sorti grade လောက်ပါတယ်။အဲ့ရနေမှာနောက်ဆုံးထွက်လာတဲ့ဖက်ဆက်ကတော့ 3မျိုးလောက်ရှိပါတယ်ခွဲထားတာဖူမြင်ရတဲ့အတိုင်းပါပဲသူထွက်လာတဲ့ဟာမှာ3မျိုး3စားထွက်ပါတယ် ိုဒီဆက်တရားတော်ဒါအရင်တုန်းကသူအသုံးခဲ့တဲ့ဆက်ဟောင်းနေပါနောက်ပိုင်းမော်မော်ရမြင့်နဲ့စက်ကြီးတွေရောက်တဲ့အခါမှာဒီရင်အသုံးခဲ့တဲ့စက်ကလေးတွေကိုမသုံးတော့ဘဲနဲ့ပြီးမှထားထားခြင်းဖြစ်ပါတယ်။ဒီမှာဗီဒီယိုလေးတွေကလက်ဖက်မြန်မာနိုင်ငံကလက်ဖက်စာပြုတ်ထုတ်လုပ်သူတွေအတွက် အကျိုးတစုံတရာရရှိမယ်လို့ညွှန်လင့်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။ယေရှုတည်ပါတယ်ရှင်။